ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းရဲရန်ဝန်ဟာနောက်24နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ပုံမအကောင်းလာနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့စက်တမ26ရက်မနက်ပိုင်းကထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အလဲပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းရဲရန်ဝန်ဟာဆက်လက်တည်ရှိနေကြောင်း အဆိုပါလေဖီယန်နဲ့ဂျန်ဝန်ဟာအနောက်အနောက်မြောက်ဘက်ကိုရွေလျားနိုင်ပြီးဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းအိန္ဒိယနိုင်ငံအရိတာပြည်နယ်တောင်ပိုင်းကမ်းလွန်အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့မှာနောက်24နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ပုံမောအားကောင်းလာနိုင်ပြီးစက်တမလ29ရက်နေ့မှာအရိတာပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေတယ်လို့သိရပါတယ်။တက်ဖုန်းမွန်နယ်ရာကာစာကတော့ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရဗီယက်နမ်နိုင်ငံမြောက်ပိုင်းကုန်းတွင်းဒေသတွေကိုဖျက်ချော်ခဲ့တဲ့အပူပိုင်းမုန်တိုင်းငယ်ဟာအနောက်ဘက်ကိုရွှေ့လျားခဲ့ပြီးဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းမှာလေပြင်းနဲ့ဆဲလ်အဖြစ်အာရော့သွားခဲ့ပြီးဖြစ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။